မင်္ဂလာပါရှင်။2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ကနေ26ရက်နေ့ထိမူလဝေသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။အခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေမှာပြည်ရဲ့ရသက်တပတ်အတွင်းကအနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းတပြည်လုံးကနေအောက်တိုဘာလ26ရက်နေ့ကစုခွာခဲ့ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းမှာအောက်တိုဘာလ21ရက်နေ့မှာလီဘီယာနဲ့ရေဝန်တစ်ချိန်ဖြစ်ပေါ်နိုင်ပြီးပိုမိုအားကောင်းလာကမုန်တိုင်းရဲ့အဖြစ်ကိုရောက်ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံဘက်ကိုရွေးချခြင်းမရှိလို့ခံမှန်းရပါတယ်။မိုးအခြေအနေကတော့အခုရက်တပတ်အတွင်းအရှိတ်ဘက်ကလာတဲ့လေပွေလှိုင်းနဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိစိမိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှိပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကြီးကြီးမိုးထစ်ချုံရွာနိုင်ပါတယ်အခုဆက်လက်ပြီးနေ့လိုက်တပတ်စာမိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ် အော်တိုဘားလာ20ရည်နှစ်အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနေငယ်ဖြစ်ထွားနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြို့ဝကျုံမော်ဒေတာတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိဘက်ကလီဟာတနင်္သာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။ မိုးချီနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်မြန်မာတိုင်းနိုင်ငံလုံးမှာတော့မိုးရွာသွန်းမှုတိတိတန်တန်လျှော့နေနိုင်ပါတယ်ရှင် မနက်ဖြန်အော်တိုဘားလာ21ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့အကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်ချင်းကနေတိမ်ထူထန်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြို့ဝကျုံမော်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိဘက်ကလီဟာတနင်္သာရီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့မန္တလေးတိုင်းမကွေးတိုင်းရှမ်းကုန်းတိုင်းအေရဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာဆိတ်ဆိတ်မိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းပဲခူးတိုင်းရှိပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရှိပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။တနင်္ဂနွေလုံးမှာမိုးရွာသွန်းမှုတိတိတသားလျှော့နေနိုင်ပါတယ်ရှင်။အော်တိုဘားလ22ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်ချိန်ဒီမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့အချံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်တင်ကနေတိမ်ထူထွန်းနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့မြန်မာကန်ယူရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေးပြင်းကြီးကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေးပြင်းကြဆင်ရေပြင်းမြေပြင်းလေးဟာအရှိအရှိတောင်ဘက်ကနေတနအီကို25မိုင်ကနေမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးချင်းတွေကတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းပဲခူးတိုင်းအရှိပိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှိပိုင်းကချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်တနင်္ဂနွေလုံးမှာတော့မိုးရွာသွန်းမှုတိတိတသာလျော့နေနိုင်ပါတယ်ရှင်အော်တိုဘာလ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းတို့မှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်ော်မှာတိမ်အသင်တင်ကနေတိမ်ထူထနိုင်ပါတယ် ပင်လယ်ပြင်အခြေအနေကတော့မြန်မာကန်ယူရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြဆင်ရေပြင်းမြေပြင်းလေဟာအရှိအရှိတောင်ဘက်ကနေတနအီကို25မိုင်ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေကတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရော်တိုင်းပဲခူးတိုင်းအနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းပဲခူးတိုင်းအရှေ့ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်ပါတယ်တနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်တနင်္ဂနွေလုံးမှာတော့မိုးရွာသွန်းမှုတိတိတသာရှော့နေနိုင်ပါတယ်ရှင် အောက်တိုဘာလ24ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်အရှေ့အလယ်ပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်ော်မှာတော့တိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မြန်မာကန်ယူရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းကြီးကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြဆင်းရေပြင်းမြေပြင်လေဟာအရှေ့အရှေ့တောင်ဘက်ကနေတနအီကို25မိုင်ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးအခြေအနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပြီးတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့တိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။တနင်္ဂနွေလုံးမှာမိုးရွာသွန်းမှုတိတိသားသားလျှော့နေနိုင်ပါတယ်ရှင်။ အောက်တိုဘာလ25ရက်နေ့တွင်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတစ်ခါတရံမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိအရှိတောင်ဘက်ကနေတနအီကို25မိုင်ကနေ35မိုင်ခန့်ထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေကတော့သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်း ဘကိုးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာသွန်းနိုင်ပြီးတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်။တနင်္ဂနွေလုံးမှာတော့မိုးရွာသွန်းမှုတည်တည်တသာလျှော့နေနိုင်ပါတယ်ရှင်။အော်တိုဘာလ26ရက်နေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထန်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မြမကန်ယူရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။ ိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှိအရှိတောင်ဘက်ကနေတနအီကို25မိုင်ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိမ့်စိမ့်မိုးထချုံရွာနိုင်ပြီးကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။တနင်္ဂနွေလုံးမှာမိုးရသောမှုတိတိတသာရှုံနေနိုင်မှာကြောင့်လူသားချင်းစာနာထောက်ထားရေးနဲ့ ဘီအန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရသက်တပတ်မိုးလေဝသအခြေအနေတွေကိုထုတ်ပြန်ပေးထားပါတယ်ရှင်။